ားလုံးပဲမင်္ဂလာပါခစ်သစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးကြပါတယ်အစီအစဉ်လေးမစခင်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီးကွန်မန့်မှာလည်းမှတ်ချက်ဝင်ရေးပေးသွားဖို့မြစ်တာရက်ခံကြပါတယ် ပထမဆုံးသတင်းချက်ပုတ်အနေနဲ့ကတော့ဖြူးမြို့နယ်တရားရုံရှိဇယဝတီမြို့ရဲစခန်းဘူရာယုံတို့အပါဝင်စစ်တပ်နေရာ၆ခုကိုတပြိုင်နက်တည်းစီးနှင်တိုက်ခိုက်မှုစစ်သားလေးဦးသေဆုံးပြီးလက်နက်တလက်သိမ်းဆည်းရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ပဲခူးတိုင်းတောင်ခုခရိုင်ဖြူးမြို့နယ်တရားရုံရှိဇယဝတီမြို့ရဲစခန်းဘူရာယုံတို့အပါဝင်နေရာ၆ခုကိုဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့ရာစစ်သားလေးဦးသေဆုံးပြီးလက်နက်တလက်သိမ်းဆည်းရရှိခဲ့ကြောင်း ဖြူးမျိုးနယ်ပါကဖာကပြောဆိုပါတယ်ရမနီဇွန်လ25ရက်နေ့နနက်တနာရီ24မိနစ်ကဖြူးမျိုးနယ်ဇေယဝတီမြို့ဘူဒာယုံရှိစစ်သားများကိုဖြူးမျိုးနယ်ပါကဖာတိုက်ခိုက်ရေးအဖွဲ့မှဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာစစ်သား3ဦးထိခိုက်ဒဏ်ရာရရှိပြီးဒဏ်ရာရရှိသောစစ်သားများနှင့်အတူကြံစစ်သားများမှဘူဒာယုံမှစွန့်ခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်ထို့ကြောင့်ဘူဒာယုံအားဝင်ရောက်ရှင်းလင်းစဉ် MA1 အမျိုးအစားတနက်တလန်ကြီပေါက်၃ပေါက်ကြီစံအချို့နဲ့ဖုံးလေးလုံးသိမ်းဆီရရှိခဲ့ပြီးမိရထားဝန်ထမ်းတအူးကိုလည်းတွေ့ရှိခဲ့ရ။အလင်းဝင်ရောက်ရန်မှကြ၍ပြန်လွတ်ပေးလိုက်ကြ။ထို့ပြင်ဘူရာယုံဝန်ထမ်းအိမ်ယာများ၌လည်းစစ်ကောင်စီတပ်သားများဝင်ရောက်နေထိုင်ခြင်းရှိမရှိစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ ဇေယဝတီဘူရာယုံရှိစစ်သားများကိုဝေရောက်စီးနှင်းတိုက်ခိုက်နေချိန်တွင်ဖြူမြို့နယ်ပကဖရဲဘော်များကဖြူမြို့နယ်တရားရုံးရှိရန်ကုန်မန္တလေးလမ်းဟောင်းပေါ်တွင်ကင်းပတ်သွာလာနေသောစစ်ကောင်စီကားများကိုစစ်ဆီးတိုက်ခိုက်ခြင်းဇေယဝတီတကြားဆက်တွင်ကင်းပုံးချထားသောစစ်သားများအားတိုက်ခိုက်ခြင်းနှင့်ဖြူပကဖဂျရုံးအဖွဲ့မှလည်းဇေယဝတီရဲစခန်းအားဘုံတီကျဲချတိုက်ခိုက်ခြင်းတို့တပြိုင်တည်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါသည် ပြီးခဲ့တဲ့ဇွန်လ22ရက်နေ့ကလည်းဖြူမြို့နယ်အုတ်ဖြက်မုံလန်းပေါ်ရှိဝဲကြီးအောက်ခုံကျေးရွာတွင်ကင်းပတ်သွားလာနေသောစစ်ကောင်စီတပ်သားများကိုဖြူမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့မှရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်လန်ပြစ်ခတ်တိုက်ပွဲမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးစစ်သား၄ဦးသေဆုံးကြောင်းဖြူမြို့နယ်ပကဖရဲဘော်များအတိအကျမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဖြူမြို့နယ်ပကဖရဲဘော်များအတိအကျမရှိခဲ့ကြောင်းသိရပါတယ်။ ဒုတိယသတင်းတပုတ်အနေနဲ့ကတော့ညာဦးတွင်စစ်တပ်ကစစ်ကြောင်းများခွဲ၍နေမြေရှင်းလင်းရေးအမြင့်ချက်ကကြီးရွာများကိုမိရှုဖျက်ဆီးနေပြည်သူထောင်ချီချွတ်ပြေးနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းညာဦးမြို့နယ်တွင်စစ်တပ်ကစစ်ကြောင်းများခွဲ၍နေမြေရှင်းလင်းရေးအမြင့်ချက်ကကြီးရွာများကိုမိရှုဖျက်ဆီးနေပြီးပြည်သူထောင်ချီချွတ်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါတယ်။ ဇွန်လ23ရက်နေ့မှစတင်၍ညာဦးမြို့နယ်အတွင်းတွင်စစ်တပ်ကစစ်ကြောင်းနှစ်ခုခွဲ၍ကျေးရွာများသို့ဦးတည်ပစ်ခတ်တိုက်ခိုက်မှုများလှုပ်ဆောင်လာကြောင်းတောင်စင်းရဲစခန်းမှစစ်တပ်စစ်ကြောင်းတစ်ခုညာဦးမြို့မှတန်ကြပ်ကာကားများပါဝင်သောစစ်ကြောင်းတစ်ခုစုစုပေါင်းစစ်ကြောင်းနှစ်ခုဖြင့်ကျေးရွာများသို့ဦးတည်ပစ်ခတ်တိုက်ခိုက်မီးရှို့ဖျက်ဆီးမှုများလှုပ်ဆောင်လာကြောင်းသိရပါတယ်။ဇွန်လ23ရက်နေ့ညအုံမြို့နယ်တွင်ကျေးရွာများသို့စစ်ကြောင်းထွက်လာသော အင်အား80ပါစစ်ကောင်စီစစ်ကြောင်းနဲ့တော်လန်ရေးတပ်ဖွဲ့များအကြားအနောက်အုံရွာနဲ့ဇီးဖြူပင်ရွာအကြား15မိနစ်ခန့်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း People Democratic Army PDA ကသတင်းထုတ်ပြန်ထားပါတယ်စလနာ၁၄ရက်နေ့စစ်တပ်ကညောင်ဦးမြို့နယ်အတွင်းအင်ချီတရာကျော်ရှိသောဈေးမကြီးကျေးရွာသို့ဝင်ရောက်မိရှုဖျက်ဆီးသွားခဲ့ကြောင်းကျေးရွာမှပြည်သူများမှအချိန်မီစစ်ပေးရှောင်နေသဖြင့်ဖမ်းဆီးခံရခြင်းမရှိကြောင်းဒေသခံပြည်သူတို့ကပြောဆိုပါရယ် စစ်တပ်ကစစ်ကြောင်းထိုးနေတဲ့ဖြင့်ညောင်ဦးမြို့နယ်ဈေးမာကြီးကျေးရွာဈေးပြင်ပေရာတော်ကြီးမြောင်ဂျိုးကန်ကြောက်ကန်အပါဝင်ရွာပေါင်း20နီးပါးမှ ပြည်သူတပ်တောင်းနီးပါးစစ်ပေးရှောင်နေရကြောင်းသိရပါတယ်။ညောင်ဦးမှာစစ်တပ်ကိုပြစ်ခတ်မှုတွေနဲ့နန်းစီဒီယန်တွေကိုမကြာခဏပြစ်ခတ်မှုတွေဖြစ်တယ်ဆိုပြီးစစ်လော်ဘီတွေက Telegram channel တွေကနေနေမြေရှင်းလင်းမှာဆိုပြီးတောက်လျှောက်လုံစော်ပြီးတဲ့နောက်ပိုင်းမှာစစ်ကြောင်းထိုးတာတွေဖြစ်လာတာပါအခုလောလောဆယ်တော့ရွာတွေကပြည်သူတွေအလုံးတိန့်ရှောင်နေရတယ်တော်လန်ရေးတက်တွေကလည်းစစ်တက်ကလက်နဲ့အင်အားနဲ့လူအင်အားများတော့မကက်ရဲဘူးစစ်ကြောင်းထိုးလာတာကအင်အား200ကျော်နဲ့300အကြာလောက်ရှိတယ်ပြူစော်တီတွေညားတယ်ဟုမြောက်ဦးအခြေစိုက်တော်လန်ရေးတရင်ရင်မြစ်ကတရင်ဌာနသူပြောဆိုပါတယ်ချုပ်ပြင်းစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးမှုအပြင်ကျေးရွာများမှလူငယ်အချို့ကိုလည်းစစ်မှုထမ်းခိုင်း င်ရန်ပေါ်တာဆွဲဖန်ဆီးမှုများပါကြပါရဲလှုပ်ဆောင်နေကြောင်းညာဦးမျိုးပေါ်တွင်လည်းစစ်မှုထမ်းအဖြစ်အမျိုးသားများနှင့်လူငယ်များကိုပေါ်တာဆွဲဖန်ဆီးမှုများရှိနေကြောင်းသိရှိရပါသည်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့အဆောက်အုံများတိဆောက်ရာတွင်ငလင်ပြင်းအားရှိအဆင့်ခံနိုင်ရမည်ဆိုသောမင်းအောင်လိုင်းညွှန်ကြားချက်ကြောင့်ရန်ကုန်မြို့မှဆောက်လုပ်ရေးလုပ်ငန်းအများစုရပ်ဆိုင်းထားရာစီပင်အတွက်လှုပ်ရှားခွင့်ကြီးဖြစ်နေတဲ့ဆိုတဲ့သတင်းကိုကျင်းဆက်ပြီးတော့မှဖြစ်ပါတယ်။ မြန်မာတနိုင်ငံလုံးရှိအဆောက်အုံများတိဆောက်ရာတွင်ငလင်တန်ပြင်းအားရှစ်အဆင့်အထိခံနိုင်ရှိရမည်ဆိုသောမင်းအောင်လိုင်း၏ညွှန်ကြားချက်ကြောင့်ရန်ကုန်မြို့ရှိဆောက်လုပ်ရေးလုပ်ငန်းအများစုရပ်ဆိုင်ထားရပြီးရန်ကုန်မြို့တော်စီပင်တာယာရေးကော်မတီ YCDC အတွက်လှုပ်ရှားခွင့်ကြီးဖြစ်နေကြောင်းရန်ကုန်မြို့မှာဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့ကသတင်းဌာနသို့ပြောကြားပါသည် မလ28ရက်နေ့ပြင်အား9.8အစဉ်ရှိစကိုင်းငလင်ကြီးလောက်ကပ်ပြီးနောက်အကြံဖက်စစ်ကောင်းဆောင်မေအောင်လိုင်းကမြန်မာနိုင်ငံရှိအဆောက်အုံများကိုတိဆောက်ရာတွင်ငလင်ပြင်အား၈အဆင့်အထိခံနိုင်ရှိရန်လိုအပ်သည်ဆိုသောညွှန်ကြားချက်ကိုထုတ်ပြန်လာကြောင်းအဆိုပါညွှန်ကြားချက်ကြောင့်မေလဇန်ပိုင်းမှစတင်ပြီးရန်ကုန်ရှိဆောက်လုပ်ရေးလုပ်ငန်းအများစုညှနာလိုက်ရကြောင်းမေအောင်လိုင်း၏ညွှန်ကြားချက်ပေါ်မူတည်၍ YCTC နှင့်မြို့နယ်စီရင်များကဆောက်လုပ်ရေးလုပ်ငန်းများကိုပုံစံအမျိုးမျိုးဖြင့် ငွေညစ်တောင်းခံမှုများလှုံ့ဆော်လာကြောင်းသိရှိရပါတယ်။အဆောက်အုံတွေအလုံးငလင်ပြင်းအားရှိအထိခံနိုင်ရရှိရမယ်ဆိုတဲ့အမိန့်ကြောင်းဆောက်လုပ်ရေးတွေအလုံးရပ်ထားရတယ်။ YCDC ပြန်စစ်မယ်။ဆောက်လုပ်နေစေရောမဆောက်လို့ရသေးတာရောတဝက်တစ်ပြက်ပြီးနေတဲ့ဆောက်လက်စတွေရောအကုန်ရခိုင်းတာ။တစ်လကျော်နှစ်လနီးပါးဖြစ်လာပြီ။ဆောက်လုပ်ရေးတွေရပ်ထားရတာဟုဆောက်လုပ်ရေးလုပ်ငန်းရှင်တအူးကရှင်းပြပါတယ်။ ငလင်ပြင်းအားရှိအဆင့်အထိခံနိုင်ရရှိရမည်ဆိုသောစီကံသတ်မှတ်ချက်မှာလက်တွေမကြပဲထင်သွင်းနေသောတန်ကြောင်းနဲ့ဘီလက်မီများမှလည်းအရေးအသွေးထိန်းချုပ်စစ်ဆေးမှုမရှိကြောင်းအမှန်တကယ်ငလင်ပြင်းအားရှိအဆင့်အထိခံနိုင်ရမှာအဆောက်အအုံတိဆောက်မှုအပြင်တင်သွင်းနေသောတန်ကြောင်းနဲ့ဘီလက်မီတို့၏အရေးအသွေးအုတ်အရေးအသွေးများအပေါ်တွင်ညှားစွာမှုတိကြောင်းသိရှိရပါသည် ကျွန်တော်တို့စီကိုသွင်းနေတဲ့တန်ချောင်းနဲ့ဘီလက်မြေတွေကကုံတွေတွေကလည်းကြံ့အောင်သွင်းကြတာအရေးအသွေးအနှိမ်ဆုံးဆိုတဲ့ဟာတွေပေါ့ဘာ quality control မှမရှိဘူးစစ်ဆေးတာမျိုးလည်းမရှိဘူးငလင်တန်ရှစ်အထိခံနိုင်ဖို့ဆိုတာစောက်လုပ်ရေးနည်းပညာတစ်ခုနဲ့တော့မရပါဘူးတန်ချောင်းက quality မှီလားဘီလက်မြေကစံချိန်စံညွန်အတိုင်းမှီရလားဓာတ်တွေကိုတိကျစေရမယ်အုတ်တွေရဲ့ quality ခံနိုင်ရည်အားစသဖြင့်စောက်လို့ရည်ပစ္စည်းတွေအားလုံးရဲ့ quality ကအရေးအသွေးမှီရမယ်အခုဗဇက်သေးရှိ တာလျှောက်ပြောပြီးနလင်တန်ရှိခံနိုင်ရမယ်ထားလို့တော့အကုန်ကပြောင်းကပြန်တွေဖြစ်ကုန်တယ်ဟုအဆိုပါဆောက်လုပ်ရေးလုပ်ငန်းရှင်ကဆိုပါတယ်။ရန်ကုန်မြို့တွင်တိဆောက်နေသောအဆောက်အအုံတချို့မှာစီပင်ထံခွင့်ပြုချက်တင်ထားပြီးခွင့်ပြုချက်မကြမီငွေပေး၍အ мян တိဆောက်မှုများလည်းရှိကြောင်း ရင်းအဆောက်အုံများမှာမြို့နယ်စီပင်နှင့် YCDC မြို့တော်စီပင်တို့ငွေကျပ်သိမ်းရာချီလက်တို့၍အမြန်ဆောက်လုပ်ကြကြောင်းစစ်ကောင်းဆောင်၏ညွှန်ကြားချက်ကြောင့်ဒီပြင်တွင်ဆောက်လုပ်ရေးလုပ်ငန်းများရပ်နားရသဖြင့်စီပင်အတွက်ငွေတောင်းကောင်းသောစားပေါက်လုံစားခွင့်ကြီးဖြစ်လာကြောင်းရန်ကုန်မြို့ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဤမန်နေဂျာတအုပ်က ရှင်းပြပါသည် စီပင်ကိုဘာလုံးလုံးရေလောင်ရတယ်အခုပိုကြက်တော့ရေပိုလောင်ရတယ်စီပင်ခွင့်ပြုချက်တင်ပြီးတော့ဆောက်လုပ်ခွင့်မကြခင်အဆောက်အုံတွေကတတ်တုတ်ရိုက်ဆောက်ကြတာဘီလက်မြင်းနဲ့တန်စေးတွေကရှက်မနေဘူးတနည်းကွင်တနည်းရွှေဈေးကအတက်ကြီးပဲမြန်မြန်ဆောက်ပြီးခွင့်ပြုချက်လဲကြအဲ့ဒါမျိုးတွေလောက်ကြတာဆိုတော့ပိုကြက်လာတော့ပိုပေးပြီးပိုမြန်အောင်လောက်ကြတယ်ရက်ထားလို့လည်းမကြိုက်ဘူး ကန်ထရိုက်တိုင်အခန်းပေးအခန်းယူမီနီကွန်ဒိုတွေကတော့အဲ့ဒီနည်းနဲ့ပဲရှင်းနေကြတယ်။ကြီးကြီးမားမားမျိုးပြဆောက်လုပ်ရေးကြီးတွေကတော့ရက်ကိုထားရတာဟုဆောက်လုပ်ရေးမန်နေဂျာကဆိုပါတယ်။ အခြားတစ်ဖက်တွင်လည်းစစ်ကောင်းဆောင်၏အမိန်ကြောင့်ဟုဆိုကာအဆောက်အအုံတိဆောက်ခွင့်ပြုချက်များကိုရန်ကုန်မြို့တော်စီပင်ကအလွန်တင်းကျပ်လာကြောင်းအဆောက်အအုံတိဆောက်ခွင့်စည်းကမ်းများပုံမများပြလာကြောင်းထို့ကြောင့်တိဆောက်ခွင့်ရရန်အချိန်ကာလကြာမြင့်ပြီးအဆင့်များစွာဖြင့်ပုံမခက်ခဲလာကတောင်းတမျှပေးနေရသည့်အခြေအနေဖြစ်လာကြောင်းသိရှိရပါသည် ခွင့်ပြုချက်ရဖို့ကအရင်ငွေပေးရင်လွှဲတာတွေတော့အခုကငွေပေးရင်တောင်မှခခရရတောင်းပန်နေရတယ်။စီကန်းတွေပိုများလာပြီးတော့ပိုခက်လာတယ်။ပိုခက်လေတောင်းတဲ့လောက်ပေးရလိမ့်ပဲဟုစောက်လို့ရင်မန်နေဂျာကဆိုပါတယ်။ရှမ်းကုန်းမြို့ရှိစောက်လုပ်ရေးလုပ်ငန်းများရင်နာထားရမှုကြောင့်ရင်းစောက်လုပ်ရေးလုပ်ငန်းအပေါ်မိကိုနေသောအခြေခံလုပ်သားများနှင့်စောက်လုပ်ရေးလုပ်ငန်းအတိုင်းဝိုင်းတစ်ခုလုံးမှလည်းစီးပွားရေးအရာအခက်အခဲများကြုံနေရကြောင်းအဆိုပါအတိုင်းဝိုင်းကပြောဆိုပါရသည် ခစ်သက်မန္တလေးရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှုကိုဒီမှာပဲရန်နာပါရစေ။နောက်နေ့တွင်မှလည်းသတင်းတူများတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။